သင်ခုသုံးနေတဲ့ smartphone ကွန်ပျူတာ EV ကနောက်ဆုံးဘဝနည်းပညာပစ္စည်းအလုံးကဒီရန်တခုမရှိဘူးဆိုရင်လုံးဝဖြစ်မလာနိုင်ပါဘူးအဲ့ဒါကတော့ကမ္ဘာအင်အားကြီးနိုင်ငံတွေကြားမှာစစ်ပွဲတပွဲလို့အပြိုင်ဆိုင်ရှိတိုင်းနေကြပြီးမြန်မာနိုင်ငံရဲ့ကချင်ပြည်နယ်မှာလည်းအများဆုံးထွက်တဲ့မြေရှားတပ်ထုတွေပါပဲဒီမြေရှားတပ်ထုဟာဘလောက်ထိအရေးပါတယ်လဲဆိုတာကိုဒီဗီဒီယိုမှာရှင်းပြပေးသွားမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါ MKB Entertainment ကနေပြန်လည်တူဆိုလိုက်ပါတယ် အမေရိကန်ပြည်ထောင်စုကမီရှာတပ်ထုကိုဘာကြောင့်ဒီလောက်ထိအငြင်းတကြီးလိုအပ်နေရလဲ။ဒီတပ်ထုတွေရဲ့သဘောတဘာဝနဲ့အတော်ဝင်ပုံကိုကူးစွာသိထားဖို့လိုအပ်ပါတယ်။မီရှာတပ်ထုလို့ခေါ်ဆိုကြပေမယ့်လက်တွေ့မှာတော့ကမ္ဘာမြေလွာထဲမှာရှားပါတဲ့ dressing တွေမဟုတ်တတ်ပါဘူး။သို့သောစီးပွားဖြစ်ထုတ်လုပ်နိုင်လောက်တဲ့ပမာဏအများပြားကိုတနည်းအားဖြင့်စုစည်းတရှိရဖို့ကအလွန်ခရင်းပါတယ် ဒီတက်ချူအုပ်စုမှာဓာတုဒရက်ဆင်ပေါင်းစုစုပေါင်း18မျိုးပါဝင်ဖွဲ့စည်းထားတာတခုဝယ်18ခုရဆိုတဲ့အင်စားချက်မျိုးနဲ့တော့နှိုင်းရှင်နိုင်ပါတယ်။နရှိကဘာမီရှာတက်ချူဈေးကွက်ကိုကြည့်မယ်ဆိုရင်တရုတ်နိုင်ငံကအကြီးကထုတ်လုပ်သူအဖြစ်ရမ်းမှုထားပါတယ်။ဒီလိုထိတ်ဆုံးမှာရက်တည်နိုင်ရခြင်းရဲ့အကြောင်းရင်းကမြန်မာနိုင်ငံစီကကိုကျန်းတွေကိုဈေးနှုန်းချိုသာသာရရှိနေခြင်းကြောင့်ဖြစ်ပါတယ်။အထူးသဖြင့်ကချင်ပြည်နယ်မှာဒုဖော်ရရှိတဲ့မီရှာတက်ချူတွေကိုနောက်ဆုံးအစစ်တပ်ဆင်ပြီးတန်ဖိုးမြင့်ကုန်ကျန်းအဖြစ်ပြောင်းလဲနိုင်တဲ့ဤပညာဟာ ြည်တွင်းမှာအားနည်းနေစေပါပဲ။ဒါကြောင့်ရရှိလာတဲ့သတ္တုရိုင်းတွေကိုတရုတ်နိုင်ငံကိုဒီပိုးပေါ်နဲ့တင်ပို့နေရပြီးဒီအချက်ကပဲတရုတ်နိုင်ငံကိုကမ္ဘာထိပ်ကန်မြေရှားသတ္တုထုတ်လုပ်သူဖြစ်လာစေဖို့အဓိကထောက်ပံ့ပေးနေပါတယ်။မြေရှားသတ္တုတွေရဲ့အသုံးအမြင်ကတော့အလွန်ကျယ်ပြန့်ပါတယ်။ သင်ခုသုံးနေတဲ့ smartphone ကွန်ပျူတာတွေကနေစပြီးအာဂါသစူးစမ်းရေးမှာသုံးတဲ့လုံးမြန်တဲ့ဂျူဒူတွေအထိမပါမဖြစ်လိုအပ်ပါတယ် Apple ကုမ္ပဏီက iPhone 13ထုတ်လုပ်စဉ်မှာအသုံးပြုတဲ့ညီရှာသတ္ထု68ရာခိုင်နှုန်းဟာပြန်လည်အသုံးပြုထားတဲ့ recycle သတ္ထုတွေဖြစ်ကြောင်းတင်ပြဝင်ကြေညာခဲ့မှုပါတယ်ဒါကိုကြည့်ရင်လက်ရှိခေတ်ရဲ့နည်းပညာနဲ့စက်မှုလုပ်ငန်းတိုင်းဟာညီရှာသတ္ထုမပါဘဲလဲပတ်ဖို့မဖြစ်နိုင်တော့ပါပဲဒါပြင်ကင်ဆာရောဂါကုထုံးအတွက်ဆေးဝါးအချို့မှာတော့ချက်တွင်အသုံးပြုကြပါတယ်ညီရှာသတ္ထုတွေဟာ သက်ရှင်စွမ်းရင်ကံလာရဲ့အဓိကကော့ချင်လေးဖြစ်လာပါတယ်။လေအားလက်စစ်ဆက်ကြီးတွေရဲ့တာပိုင်တွေနဲ့လက်စစ်ကား EV ထုတ်လုပ်ရေးလိုမီးပညာတွေဟာရေရှားသတ္ထုတွေရဲ့အကူအညီနဲ့မှ တိုးတက်လာနိုင်တာပါ။အင်အားကြီးနိုင်ငံတွေကဒီသတ္ထုတွေကိုအပြိုင်ဆိုင်လိုချင်နေကြတာဟာအရာဘတ်သုံးပစ္စည်းတွေထုတ်လုပ်ဖို့အတွက်တော့မဟုတ်ပါဘူး။နိုင်ငံတနိုင်ငံရဲ့စီးရဲအသာစီးရမှုဟာနောက်ဆုံးပေါ်စစ်ဘက်ဤပညာနဲ့လက်နက်တွေပိုင်ဆိုင်နိုင်စမ်းပုံမှာပူတည်နေပါတယ်။အစစ်မြင့်သုံးလက်နက်တွေ၊ကာကွယ်ရေးစနစ်တွေ၊ဒုံးကျည်စနစ်တွေနဲ့တိုက်ခတ်ရင်သုံးကိရိယာရဲ့အားလုံးကိုတိစောက်ဖို့ ရေရှားသတ္တုတွေဟာမရှိမဖြစ်လိုအပ်ပါတယ်။စီးပွားရေးနဲ့စီးရင်တစ်ခုလုံးမှာထိတန်းနေရာရဖို့ရေရှားသတ္တုတွေရဲ့အရေးပါပုံကိုဂျပန်နိုင်ငံက2010ခုနှစ်မှာကောင်းကောင်းသဘောပေါက်ခဲ့ပါတယ်။အဲ့ဒီနေ့မှာပဲအရုပ်နိုင်ငံကဂျပန်နိုင်ငံကိုရေရှားသတ္တုတင်ပို့မှုကိုမြို့ပြခဲ့ကန့်သက်လိုက်တာကြောင့်ဂျပန်ကုမ္ပဏီကြီးတွေဟာအထံရွေးချယ်စရာတွေဖြစ်တဲ့မွန်ဂိုလီးယားနဲ့ဗီယက်နမ်လိုနိုင်ငံတွေစီစစ်ချင်းနဲ့နှံမှုခဲ့ရပါတယ်။ဒီဖြစ်ပျက်ကတက်တည်ပြနေတာကတော့ရေရှားသတ္တုရရှိရေးဟာ ရိုးရိုးကုန်ပယ်မှုကိစ္စတခုမဟုတ်တော့ပဲနိုင်ငံတော်အဆင့်မဟာဗျူဟာမြောက်ညနိုင်အပေးယူလုပ်ရတဲ့အခြေအနေထိအရေးပါနေပြီဆိုတာပါပဲဒီပြဿနာကိုလူတွေသတိထားမိအောင်စတင်လုပ်ခဲ့သူကတော့အမေရိကန်သမ္မတဒေါ်နယ်ထရပ်ပါပဲသူစခဲ့တဲ့ကုန်ပယ်မှုစစ်ပွဲ trade war မှာတရုတ်ကအားအကောင်ဆုံးလက်နက်တခုကိုထုတ်သွင်းဖို့ရင်းချခဲ့ပါတယ်အဲ့ဒါကတော့ညရှားတထုတင်ပို့မှုကိုပြတ်တမ်းပစ်မယ်ဆိုတဲ့အချက်ပါပဲဘာလို့အလောက်အရေးကြီးသွားတာလဲအဲ့ဒီချိန်မှာအမေရိကန်ဟာတိုးတွက်လိုအပ်တဲ့ညရှားတထု80ရာခိုင်နှုန်းကိုတရုတ်စီကနေတင်သွင်းနေရတာပါ F35 တိုက်လေယာဉ်တွေလုံးကြီးတွေလိုအရေးကြီးတဲ့စစ်လက်နက်ပစ္စည်းတွေအတွက်ဓာရီကမရှိမဖြစ်ပါပဲ။အရေးကြီးဆုံးဖြစ်တဲ့အကြီးစားနေရှာသတ္ထု Heavy Rain Act တွေကိုမြန်မာနိုင်ငံကလည်းအကြီးကပြင်သွင်းနေရပါတယ်။အထူးသဖြင့်ကချင်ပြည်နယ်တရုတ်နယ်စပ်ကပန်ဝါဆိုတဲ့ဒေသတရုတ်အတွက်တော့ရွှေထွက်တဲ့နေရာတစ်ခုလိုပါပဲ။ဒါပေမဲ့ဒီသတ္ထုတွေကိုဘလို့ဂျူးဖို့နေတာလဲ။သူတို့တောင်းတဲ့နေကတောင်းနေကိုအပေါက်ဖောက်ဓာတုစည်းရီလောင်းချပြီးဒီကြီးတဲ့ကသတ္ထုတွေကိုအရေးဖြော်တဲ့နေပဲဖြစ်ပါတယ်။ ဒီနည်းကကုန်ကျစရိတ်အလွန်ကပ်တာပဲ။သူ့ရဲ့အပြိုးဆက်ကတော့စောစရာကောင်းတော့အောင်ကြီးမားပါတယ်။ဒီဓာတုစီရီတွေဟာညစီလွာညထောင်းနဲ့ညအောင်ရီတွေကိုအစိတ်တော့ခစ်စေပါတယ်။တစ်တော်တွေပြုံးပြီးတောင်တွေကိုလည်းပြိုကျစေပါတယ်။နောက်ဆုံးဘလော့ဖီဆိုတဲ့လဲဆိုရင်ဒေတာခံနေရွဲ့စိုက်ပြိုးမြေတွေပြစ်စီပြီးသူတို့ရဲ့ကျမ်းမာရေးကိုပါဆိုးဆိုးရွားရွားချိခိုက်စေပါတယ်။ပိုးဆိုးတာကဒီလုပ်ငန်းအများစုဟာတရားမဝင်ဖြစ်ပြီး တရုတ်လုပ်ငန်းရှင်တွေနဲ့ဒေသခံလက်နက်ကိုင်အဖွဲ့တွေပူးပေါင်းလှုပ်ဆောင်နေကြတာပါရလာတဲ့အကျိုးအမြတ်တွေကနိုင်ငံတော်အတွင်းမဟုတ်ပဲလူတစုရဲ့အိတ်ကထဲကိုပဲရောက်သွားပါတယ်တရုတ်နိုင်ငံရဲ့နီးပညာဆက်ယုံကြီးလက်ပတ်နိုင်မှုအတွက်အရေးပါတဲ့ကုန်ချမ်းတွေကိုမြန်မာနိုင်ငံကနေရနေပါတယ်ဒါပေမဲ့အဲ့ဒီနောက်ွယ်မှာတော့ကချင်ပြည်နယ်ရဲ့တဘာဝပအဝင်ကျင်တဲ့ဧသခံပြည်သူတွေကကြီးမားတဲ့ပေးဆက်မှုတွေကိုပေးနေရပါတယ်။တစ်ဖက်မှာတော့အမေရိကန်နဲ့တရုတ်ဆိုတဲ့ကမ္ဘာအင်အားအကြီးဆုံးနိုင်ငံတစ်ခုသားကနည်းပညာနဲ့စစ်ရေးအသာစီရမှုအတွက် အပြင်းအထန်ရှင်ပြိုင်နေတဲ့ပထဝီနိုင်ငံရေးစစ်ပွဲကြီးကိုလည်းတွေ့မြင်ရမှာပါ။ဒါတောင်ကျမတို့လက်ထက်မှာခြင်ထားတဲ့ smartphone တွေကျမတို့စီးနေတဲ့ EV car တွေဟာသာမန်နည်းပညာထုတ်ကုန်တွေမဟုတ်တော့ပါဘူး။ကဘာ AR နိုင်ငံတွေရဲ့အားပြိုင်မှုနဲ့အတူမြန်မာပြည်ကြီးရဲ့ပေးဆက်မှုတွေအထိရှည်လျားလာတဲ့ Green Set ကြီးရဲ့အဆုံးသတ်ထုတ်ကုန်တွေပဲဖြစ်နေပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြကြလို့ကျေးဇူးတင်ပါတယ်။နောက်ထပ်ဒီလိုစိတ်ဝင်စားပွဲရအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ NKB Entertainment YouTube Channel လေးကို like and subscribe လို့ဝါသေးဘူးဆိုရင် like and subscribe လေးလုပ်ပေးကြဖို့ပြတာရခင်ပါတယ်ရှင်နောက် video မှာပြန်လည်းဆုံတွေ့ကြရအောင်နော်